ီလိုစက်မျိုးဟိုရိုက်ခြင်းနဲ့ငကူစိတ်ကလေးလည်းရှိတယ်။မမားကလည်းအဲ့လိုမျိုးဖိနှိပ်တာကိုကိုယ်တိုင်ခံခဲ့ရတာ။စိုင်းနဲ့မိမအဝတ်စားတွေချောင်းတိုက်ပါနဲ့လို့နင်တို့ငါပြောထားတယ်မလား။အင်းလူလူနားမလဲဘူးလား။မိဘူးတော်တိုက်ခွင့်မရှိလို့မမားရမမားရဲ့အင်ဂျီနဲ့အမရဲ့အင်ဂျီကိုအဲ့ဒီမှုရအောင်မှာခင်းပြီးတော့အိတ်ခဲ့တာ။အဲ့လောက်ထိခံခဲ့ခံခဲ့ရတာ။ တော့ဘင်းဖန်ဂျေဘုံတက်လာအိမ်မက်မက်စိတ်ကူးရမုံမြင့်အဲကတော့ပြောရမယ်ဆိုလို့ရှိရင်သူကတော့တကယ်ဟိုဖြည့်ရမှန်ပေါ့နော်အဲအားလေးကိုအခြေခံထားတဲ့ဟာလေးပေါ့အခြေခံထားတာပေါ့နော်ဆိုတော့အဲ့ဟာမှာထပ်ပြီးတော့ကိုယ်အနေနဲ့ကိုယ်အဲတန်ပူပူပြီးတော့မြင့်အောင်ဟလာဒီဇက်အချိတ်အဆက်တွေမိအောင်ကိုယ့်ဘက်ကနေထပ်ထည့်တဲ့ဇက်တွေရှိတာပေါ့လေ ဦးရဲ့စိတ်ထဲမှာလည်းဒီလိုစက်မျိုးဟိုရိုက်ခြင်းနဲ့ငကူစိတ်ကလေးလည်းရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အဲမမကလည်းအဲ့လိုမျိုးဖိနှိပ်တာကိုကိုယ်တိုင်ခံခဲ့ရတာ။သူတို့ကသူဘလို့ခံခဲ့ရတယ်၊သူဘလို့နှိပ်စက်ခံခဲ့ရတယ်။အဲပေါ့နော်ဆိုတော့ဒါမဲ့လည်းဟိုရင်အရင်ခေတ်ဟောင်းလူတွေဆိုတဲ့အခါကျတော့နောက် လူကြီးကိုပြန်ပြန်မပြောရဲဘူးလေတော့အခန်းထဲမှာကြိတ်ကြိတ်ပြီးသားငိုနေအဲပြန်လောကပြန်မပြောခဲ့ရဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာလေးတွေကိုလည်းထည့်ပြခြင်းနဲ့ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ဟာခါရရဲဒီဇက်ကလေးကိုရိုက်မယ်အဲပြီးတော့အဲသူ့ရဲ့ original မှာသူ့ရဲ့ဟိုပြဿနာလေးတွေလည်းပါတယ်အဲနောက်ပြီးတော့မမခံရတဲ့အကြောင်းအရာလေးတွေကိုလည်းဒီထဲမှာတခါလေးထည့်ထားတာပေါ့နော် တော်တော်လေးကိုလည်းဟိုအားစိုက်ပြီးတော့လှုပ်ဖြစ်သွားတာပေါ့နော်စားရင်မိမအဝတ်စားရင်ဂျောမတိုက်ပါနဲ့လို့နင်းတော့ငါပြောထားတယ်မလားအင်းလူလူနားမလဲဦးလားဖုံးကန်စွာအဝတ်မှရှိရမလို့လူမှရှိတာဥမာဆိုရင်ဟလာမိဘမတိုက်ရဘူးဘာညာဆိုတော့အဲ့ဒါမမကြီးရဲ့တကယ်ခံခံစားခဲ့ရတဲ့ဟိုစားဟလာနင်း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 ကမိန်းကလေးတွေကြီးပဲမွေးတာအဲ့အတွက်နင်းအဝတ်စားတယ်နင်းသမီးတွေအဝတ်စား ငါသားအဝတ်စားနဲ့ငါတို့အဝတ်စားနဲ့လာရောပြီးတော့မိဘူးတိုက်ခွင့်မရှိဘူးအတူရောပြီးတော့ရှော်ခွင့်မရှိဘူးမိဘူးတော့ပြောမယ်ဆိုလို့ရှိရင်မိဘူးတော့တိုက်ခွင့်မရှိလို့မမားရအဲ့ဒီမမားရဲ့အင်ဂျီနဲ့အမရဲ့အင်ဂျီကိုအဲ့ဒီမှုရအောင်မှာခင်းပြီးတော့အိတ်ခဲ့တာအဲ့လောက်ထိခံခဲ့ခံခဲ့ရတာဒါမျိုးတွေတကယ်တွေ့ကြုံခဲ့ရတဲ့သူရှိခဲ့တယ်လို့ဟောဒါ ဒါဟုပြောရင်ပိုတွေပါအဲ့လောက်ကြီးထိဘသူကခံမာတော့လို့ဘာလို့ပြောမဲ့လူတွေရှိမယ်လေဟိုဇလန်းအနေနဲ့ကြည့်မယ်ဆိုရင်လေဇလန်းအနေနဲ့ပဲကြည့်လိုက်နော်ဆိုရှင်အော်အဲ့ဒါဆိုရှင်ကိုကိုလဲတစ်ချိန်ခုချိန်မှာတော့ချွေးမှာတစ်ချိန်ကျရင်ကိုလဲရောက်ခမဖြစ်မှာပဲနော်အဲ့ခါကျရင်မမဆိုရင်သူကသူချွေးမှာဘောကမှာသူအရန်အဲ့လိုအဖိနှိပ်ခံရတဲ့ခါကျတော့ဆုံးဖြတ်ချက်တစ်ခုချတယ် ငါချွေးမအောင်တဲ့ငါဘယ်တော့မှအဲ့လိုမနှိပ်စက်ဘူးတဲ့။သူကတူဦးစီရောသား။သူမျိုးသမီးနဲ့မမအယမ်းချက်တယ်။အယမ်းအဆင်ပြေတယ်။မမကတကယ်သူ့သမီးတယောက်လိုပဲသူဆိုတော့အဲ့ခါကျတော့ချွေးမကလည်းကို့အမေတယောက်လိုပဲပြန်ပြန်ပြီးတော့ဂယူဆိုင်တယ်။ဟလာဒါလှုပ်ယူစရာမလိုတော့ဘူး။ဒါသည်ဥစ္စာပဲเนาะ။သူများကို့ပုံမှာဘာ ဘာဖြစ်စေချင်လဲကိုကစပြီးတော့ကိုက tree လုပ်ပေးနေရင်ကိုစီကိုလည်းဒီ feedback ပဲပြန်လာပါပဲယူတတ်မယ်ဆိုလို့ရှိရင်လည်းသင်္ကန်းသားအနေနဲ့ယူနိုင်ပါတယ်ဇက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဇက်အနေနဲ့ကြည့်ကြပါကျွန်တော်ကမာတော့ဝင်နေပြီ။အခုကျမရှိတာဝင်လည်းလိုက်ရရတော့ပဲ။ဝင်းရမုံနိုင်ရတော့ဒါအရင်ကတည်းကဒါဦးနဲ့လေကားရိုက် တည်ဆုံခဲ့ဘူးတာပေါ့နော်တခါတော့တက်ကတူဆိုလို့ရှိရင်လည်းဒါဘေးရှိရွေးအဲဆိုလဲဇလန်းရှိရွေးအဲ့လိုရိုက်ခဲ့ရဆိုတော့သူ့ရဲ့လုံနိုင်တဲ့အစွမ်းအစ ability ကိုဦးတို့သိတယ်သိတဲ့အတွက်ကြောင့်မလို့ဦးသူ့ဒီကားကိုသူ့ကိုပဲဦးကန်းလန့်လိုက်တာဒီကားသမီးသမီးနဲ့ရိုက်မယ်နော်ဆိုတော့အဖြစ်အောင်ရိုက်ပေးပါဒီကားကိုနော်အမှုပညာကြီးကဦးမသိဦးဆုံးဖြတ်ပေးတာမဟုတ်ဘူး ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်တမီးဖြစ်အောင်ရိုက်ပေးပါဒီကားအဲ့ကားတမီးအတွက်အောင်မြင်သူအများကြီးရရှိမှာလို့ဆိုပြီးတော့အဲ့လိုကိုသူ့ကိုပြောပြီးတော့ဖြစ်အောင်ရိုက်ခိုင်းတာသူထက်လိုက်ရင်လည်းဦးကဘိုင်နိုင်းခေါ်တာပဲသူ့အနေနဲ့သူသူ့ကောင်လေးကိုသူအရန်ချစ်တယ်သူ့ကောင်လေးကိုသူအရန်ချစ်တဲ့ခါကျတော့သူ့အနေနဲ့သူတက်အောင်ပေါင်းနေတာဒါတဘာဝပဲဒီခက်ခက်မာနဲ့တီဟာဦးကိုကြည့်တာတီဟာဦးကခက်ခက်မာကိုယူမတက်ချစ်ပေမဲ့ တီဟာဦးကိုခက်ခက်မှလက်ခံလိုက်တာဒေါ်တင်နေစိုးကိုမုံလို့တမင်မုံလို့လက်ခံလိုက်တာဟလာငါမပြက်ဘူးငါဘယ်တော့မှမပြက်ဘူး तू तू ငါဖြတ်လိုက်ရင် तू အရန်စိတ်ချမ်းသာသွားလိမ့်မယ်ဆိုပြီးတော့နောက်မှ तू तू ပြောခဲ့တာလေပို့ပို့ဒါပေမဲ့မနှော်ရကြတော့မတူဘူးလေ तू သူ့ကောင်လေးကိုတအားချစ်တာ तू ချစ်တဲ့အတွက်ကြောင့်မလို့တော့ဒါရောက်ခမနဲ့တက်အောင်ပေါင်းခြင်းဟာတော့ ဒါကတော့သူပြောမယ်ဆိုလို့ရှိရင်လိမ့်မာတယ်ပေါ့နော်ဟုတ်မလားဆိုတော့တက်အောင်မပေါင်းတတ်တဲ့လူကတော့စိုးတယ်ပေါ့နော်ဆိုတော့အဲ့နှစ်ယောက်ကအဲ့နှစ်ယောက်ကြားထဲမှာဒီ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  conflict ကြီးကဓာကြီးပြီးတော့ကွာဟချက်ကြီးကဓာကြီးပြီးတဲ့ခါကျတော့ပြဿနာတွေထက်တက်တာပေါ့နော်ဆိုတော့မပြီးနိုင်တဲ့ဇလံမျိုးတွေဖြစ်တာပါလားတကယ်လူနေမှုဘောကနော်ဒါပေါ့အဲ့ဒါကတော့နော်တကယ်လူတွေရဲ့ဟိုစိတ်နေစိတ်ထားဟိုဇာဥရုနေတဲ့ဒါဖော်ပြတာပါနော် ငါတောင်ဆွဲထုတ်သွားတယ်လို့ခုနှစ်တောင်နေရီကိုနေဆွဲထုတ်သွားပြီလေအဲ့ဒါနဲ့တက်တလုံးခံစားနေလိုက်အဘိဒါလေးကိုဒါယေຊုတင်ပါတယ်အဘိကျမ်းတာလေးကိုလည်းဖတ်ရတာဖတ်ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီဇလန်နဲ့အဲပို့ပြီးတော့စီမျောပါနေတယ်ဆိုတာကိုလည်းသိရတဲ့အတွက်ဝမ်းသာပါတယ်တခုတော့ဟိုစားလေးပေါ့နော် အကယ်ဖြစ်နိုင်မယ်ဆိုရင်ဝေဖန်မစောပါနဲ့ဝေဖန်မစောရင်လည်းဟလာဇက်ဇက်ကလေးကိုစိတ်ရှိရှိလေးနဲ့နော်အဲအစုံတီးကြည့်တဲ့အခါကျလို့ရှိရင်အရရာအလုံးဟာအလဟတတခုမှဟိုဖြစ်မဖြစ်ခဲ့ဘူးပေါ့နော်ကြောင်းတရားရှိလာတဲ့အတွက်ကြောင့်မလို့အကျိုးတရားအလိုဖြစ်လာတာပေါ့နော်ဆိုတော့အဲ့ဒါလေးလေးကိုတင်ပြထားတာလေးလေးကိုဟိုမြင်အောင်ကြည့်ရင်းနဲ့အားပေးပါလို့ နော်ကျေးဇူးတင်ပါတယ်လို့အားပေးတာ